ုခိတာရှာမကျောင်းတိုင်းငရဲခန်းကနေလွတ်မြောက်လာကြတဲ့သီလာရှင်လေးများမိင်္ဂလာပါပရိသတ်ကြီးတို့ရင်ခုတခါမှာတော့ဖရာရိတ်တရားရိတ်မာနီကလူမဆန်တဲ့လောက်ရတချို့လုံနေပြီးအေးအေးယူမှုမရှိသေးတဲ့သီလာရှင်ကျောင်းတစ်ကျောင်းကိုတစ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကျောင်းကတော့သုခိတာရှာမကျောင်းတိုင်းဖြစ်ပြီးငရဲခန်းကနေမတည်ယုံတမဲတရားတန်ချက်တွေနဲ့တိလရှင်၅ပါးကမွေရဇာတိမျိုးကိုကံကောင်းထောက်မစွာ အသက်ရှင်လျက်ပြောင်းရောက်ရှိလာပါသည်။ သူတို့တွေကနှစ်ပါးဟာအစာငတ်ထားခံရပြီးမကြာခဏကျိုးနဲ့တုတ်ချီတာခံခဲ့ရပါတယ်။နောက်ထပ်တစ်ပါးကတော့ကိုစွန့်နဲ့မစင်နဲ့စီးရီတွေကိုပါစားခိုင်းတောက်ခိုင်းခံရတာတွေရှိပါတယ်။သူတို့တွေဟာတမ်းမရေးဆိုးရွားစွာချုံရင်းနေပြီးလက်ရှိမှာတော့ကြောင်မဲမြို့မှာဈေးကူတာမှုခံယူနေကြပါတယ်။အဲဒီတီလာရှင်လေးတွေကတော့ကြောင်မဲမြို့နဲ့ခုံငင်းနဲ့ကြောင်ခန်းရွာကပဲဖြစ်ပါတယ်။ အခုလိုအသက်9နှစ်သားရှိသည့်ရဲ့လူမြအောင်တယောက်ကျန်းမာရေးကောင်းပြီးတတော်လလတ်ရှိသူဖြစ်ပါ යි နှိမ့်ဆက်ခံရပြီးနောက်လမ်းတော်မလျှောက်နိုင်တော့ဘဲပိန်ချောက်သွားတာပါစကားလဲသိမ့်မပြောနိုင်တော့သလိုနှိမ့်ဆက်တန်းကြောင့်အသက်အန္တရာယ်ဆိုးရိမ်ရတဲ့အခြေအနေအထိဖြစ်နေခဲ့ရပါ යි အဖိုးဖြစ်သူရဲ့ပြောပြချက်အရတော့သူတို့ကမြေးလေးကိုလှေကားပေါ်ကနေကန်ချပြတ်တာပြီးတော့ဓပူနဲ့ပြန်ရိုက်တာခြေရောက်တွေကိုလည်းနှိမ့်ဆက်ထားတာအခုထိအဲ့ဒီအမှားရွတ်တွေရရှိနေသေးတယ် ကလေးကိုမစင်ရောစားခိုင်းနေစီးရီတောက်ခိုင်းနေကလေးတွေပြောကြတာတော့ "तू आ ဥခဲရီမတည်နိုင်လို့သူတို့ဆီယမကြီးကအပြစ်ပေးတာလို့ဆိုပါ යි အခုကလေးကိုအဖေရောအမေရောကြောင်မဲမှာသွားပြုစုအောက်ရှောင်နေရပါ යි အဲ့ဒီဆရာလေးကလူမဟုတ်ဘူးဘလူပါဒီကိစ္စနဲ့ပတ်သက်ပြီးသူ့အနေနဲ့မကျေနပ်တလို့စီကူတာစီအကောင်လုံးကိုတာဝန်ရှိတိလရှင်ဘက်ကတာဝန်ယူဖြေရှင်းပေးစီလိုတာဖြစ်ပြီး ကလေးတွေကိုနှီးမျိုးစုံနဲ့နှိမ့်ဆက်နေတဲ့ဒုက္ခိတာရှာမသီလရှင်ကျောင်းတိုက်ဟာရန်ကုန်တိုင်းကြောက်တန်းမြို့နယ်မြိုင်းသားရအမှတ်၄ရပ်ကွက်မှာတည်ရှိပါတယ်။ဒီကျောင်းမှာမွန်ဗမာကပြဖြစ်တဲ့ဒေါ်အင်ရာသီရိသီလရှင်ကြီးကဦးစီးရာဖြစ်ပြီးအဲ့ဒီသီလရှင်ကျောင်းမှာကြောင်မဲမြို့နယ်ငုံခင်းနဲ့ကြောင်ခန့်ကြီးရွာကသီလရှင်လေးတွေစုစုပေါင်း၁၆ပါးရှိပါတယ်။အခုလောငါးပါးပြန်လွတ်လာတော့၁၇ပါးကျန်ရှိနေသေးဖြစ်ပြီး ကျရှိနေသူတွေကနှိပ်စက်ခံရဆဲဖြစ်တယ်လို့လွတ်မြောက်လာတဲ့တိလရှင်လေးတွေကပြောပါတယ်။သူတို့တွေကိုပညာသင်ကြားပေးမယ်ဆိုပြီးပြီးခဲ့2022ခုနှစ်ဧပြီလအတွင်းမှာနန်းဆန်မြို့နယ်မန်ဆက်ကြီးရွာသားတိဖြစ်သူလက်တော့တိလရှင်တပါးကလာရောက်စီယုံကခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။ဒါကိုကလေးမိဘတွေကယုံကြည်ပြီးသူတို့သားသမီးတွေကိုတိလရှင်ဝစ်စီကပညာသင်ကြားနိုင်ဖို့ထည့်လိုက်တာပါ။အဲဒီကနေကလေးတွေကစာမသင်ရဘဲနဲ့ကျောင်းဆုံးလုပ်ရေးမှာလှုပ်အားပေးပြီးအုပ်တွေတင်နေရပါတယ်။ ုံမတင်နိုင်တဲ့သီလရှင်လေးတွေကိုအပြစ်ပေးခံရသလိုစွန်းအလူကံထွက်ပြီးရလာတဲ့စွန်းတဲ့ပစ္စည်းတွေကိုလည်းတခုမကြံပြတ်အပ်ပေးရတယ်လို့ကာယကံရှင်သီလရှင်လေးတွေကထွက်ဆိုပါတယ်။အသက်၁၄နှစ်အရွယ်သားရှိသည့်ရဲ့သီလရှင်မတ်ပုံနမိခော့ရင်းဝင်းဝင်းခိုင်ဟာသူမတငယ်ချင်းတွေနဲ့အတူကျောင်းတိုက်ထဲမှာနှစ်ရက်ကြာအောင်ထမင်းအငတ်ထားပြီးကျူးတုတ်ခံခဲ့ရတာဖြစ်ပြီး သူမကျွတ်တုတ်ခံခဲ့ရတဲ့ပုံစံတွေကိုလည်းကလင်းရီကပြန်ပြောပြပေးခဲ့ပါတယ်။စစချင်းကတော့မိဖို့ကြောင့်တကာမပိတ်မိလို့နိုင်လွန်ကျိုးအစိမ့်နဲ့တုတ်တာလက်တစ်ဖက်ခြေထောက်တစ်ဖက်ကိုချီပြီးတန်းပေါ်ချိန်ထားတာနှစ်ရက်လောက်အဲ့လိုလုပ်တယ်။ထမင်းလည်းမကြွေးဘူး။အဲ့လိုမျိုးသုံးခါခံရဖို့တယ်လို့ရေဝူးမင်းခိုင်ကထွက်ဆိုပါတယ်။လက်ရှိရေဝူးမင်းခိုင်အပါဝင်အသက်10နှစ်အရွယ်ရှိတဲ့နန်းလီနဲ့အဲ့ဒီကျိုးတုတ်တာခံနိုင်ရတဲ့တရားကကြန့်ရှိနေစေဖြစ်ပါတယ်။ အဲ့ဒီကြောင်းတိုင်မှာနေထိုင်တဲ့တိလရှင်ငယ်16ပါးစလုံးဟာတရက်ကိုထမင်းနှစ်နှစ်သာစားရပြီးတစ်နှစ်ကိုတစ်ပကံသာစားရတယ်လို့ဆိုပါတယ်။မတ်တိတ်ကအမည်ရှိရဲ့လွေးနွမ်းခံကုနှစ်အရွယ်ကလေးဟာတကူလုံးမှာရိုက်နှက်ခံထားရတဲ့တရားတန်ချက်တွေနဲ့ပြည့်နေနေပြီးပိန်ချောက်နေပါတယ်။လွေးနွမ်းခံကကြောင်းဆောက်တာကတလားလောက်ရှိပြီးအုတ်ခဲမတဲနိုင်လို့သူတို့ရိုက်တဲ့ ီးရင်အုတ်ခဲတွေနဲ့လူကိုပြန်ဖိတယ်ကျိုးတော့အတော့မခံရဘူးဘူးဒါပေမဲ့ခဏခဏအရိုက်ခံရတယ်လို့ပြောပါရင်လက်ရှိလွေးနှမ်းခန့်ဟာခြေတော့တွေဖောရောက်နေပြီးပိုက်လဲနာနေတယ်လို့ငွေကြီးမတက်နိုင်တဲ့အတွက်ရွာအတွင်းမှာပဲကုသနေရတာပါဒုက္ခိတာရှာမသီလရှင်ကြောင်းတိုက်မှာကြံရှိနေတဲ့သီလရှင်ဆက်တပါအတွက်လည်းမိသားစုဝင်တွေစိတ်ပူနေပြီးပြန်ခေါ်ခြင်းမိမိကျောင်းအုပ်ဖြစ်သူကလာမခေါ်ဖို့ပြောထားပါတယ်။ကျောင်းတိုက်တွင်ကြန့်ရှိနေတဲ့တိလရှင်ရဲ့ဖခင်ဖြစ်သူကသမီးစီဖုန်းဆက်တော့လာမခေါ်နဲ့သူတို့ပြောရတဲ့ လာခွန်ရေးပစ္စံပေးကုန်မဲတဲ့အဲ့ဒါလေတိလရှင်လေးကိုစွပြောခိုင်းတဲ့သဘောဖြစ်မယ်ပြီးတော့တိလရှင်ကြာကြီးကလည်းလာမခွန်နဲ့လို့ပြောပါ යි ကျွန်တော်ကပြန်လာရဲ့တိလရှင်တွေကြီးပြီးစိတ်ပူနေရဲ့ကျွန်တော်ကတမျိုးပြန်ခေါ်ခြင်းနဲ့ကူညီပေးပါအောင်လို့တောင်းဆိုနေပါ යි အိမ်ပြန်လာကြရဲ့တိလရှင်၅ပါးကိုကျောင်းအုပ်ဖြစ်သူဒေါအင်ညွာသီရိကိုရန်လာပို့ပြီးကျောင်းမဲမျိုးရှိကလေးမိဘတွေရဲ့အသည့်အိမ်နာလမ်းပိမာသာချပြီးပြန်ထွက်သွားပါ යි ကလေးတွေပိန်ချောင်းနေရဲ့အတွက်ပြန်ပို့လိုက်တာလို့ဒေါအင်ညွာသီရိကပြောပါ යි ပြန်ရောက်ရှိလာတဲ့သီလရှင်၅ပါးထဲမှာအသက်၅နှစ်အရွယ်ကနေ၁၄နှစ်အရွယ်တွေဖြစ်ကြပြီးအသက်9နှစ်အရွယ်လွေးမြောက်အောင်ကတော့အသက်အနည်းဆိုရင်ရတဲ့အခြေအနေထိဖြစ်ခဲ့ပါတယ်။ငွေကြေးမတက်နိုင်တဲ့မိသားစုတွေမှာအိမ်မှာပဲစိတ်ကူးစားမှုခံယူရပါတယ်။အချို့သီလရှင်တွေက စိတ်ဓာတ်ရကြောင့်စကားပင်ပြောမထွက်တဲ့အထိဖြစ်ပါတယ်။ မိဘတွေကတော့အဲ့ဒီကျန်းရှိနေတဲ့ကလေးငယ်တွေကိုပြန်လည်လွတ်မြောက်လာရေးတာဝန်ရှိသူအနေနဲ့ကူညီပေးကြဖို့နစ်နာသွားတဲ့ကလေးငယ်တွေအတွက်လည်းတာဝန်ရှိသူသီလရှင်တွေကတာဝန်ယူပေးဖို့မိသားစုဝင်တွေကတောင်းဆိုနေကြပါတယ်။အခုလိုမိဘတွေကအကူအညီတောင်းနေကြပေမဲ့လည်းအခုချိန်ထိဘာအရေးယူမှုမှမရှိသေးဘူးလို့သိရပါတယ်။ အခုလိုစာနာစိတ်မရှိတာဝန်ယူစိတ်မရှိပဲကလေးတွေကိုစီယုံခေါ်ကနှိမ့်ဆက်နေရဲ့တီလရှင်ကြီးတွေရဲ့စိတ်ကတော့တကယ်ကိုဘလူးကောင်းစောင်းထားတဲ့သူတွေပါပဲနော်ဘလို့ပဲဖြစ်ဖြစ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေကပညာတက်စီခြင်းုံနဲ့တီလရှင်ဝတ်ပြီးစိတ်ချလက်ချထည့်ပေးလိုက်တဲ့ကလေးတွေကတော့လက်ရှိမှာတေယာပါစိတ်တန်ရာတွေရသွားခဲ့ကြရတာပဲဖြစ်ပါအခုလိုကလေးတွေအပေါ်ရက်ဆက်ရှုံမာခဲ့တဲ့ဆရာလေးအပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မိဘတွေအလို့လိုက်ပြီးအချုပ်ရည်တိုက်လို့အသက်အရွယ်နဲ့မမျှအောင်ယောဂခံစားနေရတဲ့လေးနှစ်အရွယ်ကလေးအားလုံးမင်္ဂလာပါရှင်။ဒီဗီဒီယိုလေးကတော့ကလေးရှိရဲ့မိဘတိုင်းကြည့်တင်ပြီးကိုယ်ကလေးကိုချင်းအချုပ်ရည်မတိုင်းမိကြဖို့ဒီကလေးလေးကိုဥပမာယူကြဖို့တင်ပြလိုက်ရပါတယ်။ ကလေးတွေကိုဘာကြအချိုရည်မတိုက်တင်တယ်ဆိုရင်တော့ကျမတို့ပဝင်ခြင်းမှာ gas ဆိုတာပါတဲ့ ready made အချိုရည်ဘူးတွေအလွယ်တကူဝယ်လို့ရနေရကြောင်းကလေးတွေတောက်ဖို့အခွင့်အရေးပေးတယ်လို့ဖြစ်နေပါတယ်။ခုခေတ်ကလေးတွေကတော့အချိုရည်ဘူးတွေကိုစောစီးစွာတောက်ခွင့်ရနေကြရပါတယ်။အိမ်မှာမိဘတွေအကိုအမတွေကစွဲလန်းစွာတောက်နေကြလို့ပါပဲ။ရှောင်းဝင်တွေက get ဆိုရာပါတဲ့အေးဘူးတွေကိုအသက်9နှစ်အောက်ကလေးတွေမတိုက်သင့်ဘူးလို့အကြံပြုထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိုရည်တွေမှာဘေဘီလေးတွေအတွက်ဘာအာဟာရတန်ဖိုးမှမရှိတဲ့အဖြစ်ဘေဘီလေးတွေရဲ့ရေရှည်ကျန်းမာရေးအတွက်အဆိုးကျိုးတွေပဲဖြစ်စေလိုပါပဲဘေဘီလေးတွေအနေနဲ့အချိုရည်ကိုဆော့စီးစွာတောက်ဖြစ်နေရဆိုရင်တအချိုတန့်လွန်ကဲလို့အဝလွန်နိုင်ပြီးစီးကျူရောဂါဖြစ်လာနိုင်ပါတယ်၂ကယ်စီယမ်စုပ်ယူမှုကိုဟန်တားနေတဲ့အတွက်အယိုးပြော့လာနိုင်ပြီးအယိုးအဆစ်နာကျင်မှုဖြစ်လာနိုင်ပါတယ်၃တရေစီးကန်းပြူလာနိုင်ပါတယ်၄နှလုံးရောဂါဖြစ်စေနိုင်ပါတယ် ငါရေထက်ခံပြီးဝမ်းချုံနိုင်မိုင်6စိတ်တုံလဲတာဒေါသကြီးရာကြီးကြတာစတဲ့အပြုတ်မူပိုင်းဆိုင်ရာပြဿနာဖြစ်လာနိုင်မိုင်9ကတွင်းပြတ်ပြီးအစာကျွေးရခတ်တက်ပိုင်ဒါပေမဲ့လူတိုင်းရေအစာအဲ့ဒီအေးတွေပဲတောက်ကြပိုင်လူကြီးတွေအနေနဲ့လည်းနေပူပူကပြန်လာပြီးကိုကာကိုလာအေးအေးကိုတောက်လိုက်ရရင်ခံစားချက်ကလက်ပြရောက်တလို့ပါပဲဒါကြောင့်လူကြီးတွေအစွဲတောက်ရကကလေးတွေပါတနေ့မပြည့်ခင်ပိုက်ဆုပ်တတ်တဲ့အရွယ်မှာကိုကာကိုလာနေ့တိုင်းတောက်နေကြပါ යි ဒါကြောင့် baby လေးတွေကိုအချို့ရေလုံးဝမတိုက်တာဟာသူတို့အတွက်အကောင်းဆုံးပါပဲ။အဲလိုဖြစ်နေဖို့မိဘတွေကိုယ်တိုင်ကလည်းလုံးဝမတောက်ဖို့အိမ်ထဲသိမ်းမလာဖို့လိုပါတယ်။ဒါပေမဲ့လည်းဒီကလေးလေးကတော့၄နှစ်အရွယ်ကစပြီးစီးချိုအဆင့်တစ်ဖြစ်ရတဲ့အထိစိုးဝါသွားခင်ရပါပြီ။စီးချိုအဆင့်တစ်ဖြစ်တော့အမေကငိုရပါပြီ။ဒါကတော့ကလေးကိုငငယ်လေးကအဖွားနဲ့ထားခဲ့ရပြီးအဖွားကလည်းအလိုလိုက်တာကြောင့်ကုကာကိုလာပက်စီတွေကိုရေအစာတောက်တတ်တဲ့ကလေးကို တိုင်းရကောင်းမဲ့နားမလဲတဲ့ဆိုးကျိုးတွေကြောင့်ပါကလေးရဲ့ကျန်းမာရေးကအုတ်ထင်းသူပေါ်မှုတည်နေပါတယ်။ဆီယံဝီရဲ့ရှင်ပြချက်မှာစီးကျိုးအဆင့်တစ်ကိုလူတွေနားလေကြတာကမျိုးရိုးလိုက်လို့ဖြစ်တာပါတဲ့။ဒါပေမဲ့တကယ်ကနေ့စဉ်ဘဝပြုမူနေထိုင်စားသောက်မှုကြောင့်ဆိုတော့ကိုဆီယံဝင်ကအထူးသတိထားဖို့အကြံပြုထားပါတယ်။ဒီကလေးကညာဘက်အိတ်မပြောရေငတ်စီးမကြမကြသွားလို့မောဘန်ရန်ရတဲ့လက္ခဏာကြောင့်မိဘတွေကဆရာဝန်ပြတော့မှစီးကျိုအဆင့်တစ်ဖြစ်နေရကို ထိတ်လန့်စွာတိကျကြတာဖြစ်ပါတယ်။ဒါကြောင့်တရက်ကို၄ချိန်အင်ဆူလင်ထိုးနေရပါတယ်။ဒါကြောင့်မိဘတိုင်းအနေနဲ့ကလေးကိုချင်ရင်အချို့ရင်မတိုက်ကြပါနဲ့လို့အထူးအကြံပြုလိုပါတယ်။ဒါပေမဲ့ဒီကလေးကတော့ရန်ကိုနောက်ကျသွားခဲ့ပြီးအုတ်ထင်းသူတွေရဲ့အလိုလိုက်မှုကြောင့်ငငယ်ရွယ်ရွယ်နဲ့စီးချိုအဆင့်1ကိုခံစားသွားခဲ့ရတာပဲဖြစ်ပါတယ်။ခုကြည့်နေတဲ့သူတွေမှာကိုကလေးကိုအလိုလိုက်ပြီးနေရင်ပြော့ဆိုပြီးအေးအေးတိုက်တက်တဲ့သူတွေရှိရင်ကိုသားသမီးကိုချင်ရင်အခုတည်းကတားကြဖို့တတိပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်